မင်္ဂလာပါရှင် MNB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့စီစဉ်တက်ဆက်သူမူအိမ်ကျဲပါ။စကိုင်းမြို့ရဲ့အနောက်ဘက်ကျန်းတဲကြီးကျွရမှာဇွန်25ရက်ကလေးကစောစုရဲ့ဖန်စီတက်ဖြတ်ခံရပြီးတော့တေဆုံးခဲ့တဲ့ဒေသခံရှင်ဦးကိုတပတ်ကြာတဲ့အထိအလောင်းကောက်ယူကြိုနိုင်ချက်မရှိသေးဘူးလို့ဒေသခံတရင်မြစ်တွေက MNB ကိုပြောပါရစေ။ဇွန်25ရက်မနက်ပိုင်းကစကိုင်းမြို့ရဲ့အနောက်ဘက်မြို့နယ်တမိုင်ကျော်အကွာအဝေးမှာတည်ရှိတဲ့တဲကြီးကျွရကိုစောစုကရုတ်တရက်စီးနှင်းဝင်ရောက်ပြီးတော့ တန်ဆွမ်းသူအပေါင်းရင်အရသာပြည်သူ၆ဦးနဲ့တော်လိုင်းရေးအတွက်ထောက်ပို့တောင်းရင်ထားတဲ့ပြည်သူ၂ဦးစုစုပေါင်းရွာခန့်အမျိုးသား၈ဦးကိုဖမ်းဆီးတပြက်ခဲ့တာပါတဲကြီးရွာခန့်တွေကိုတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့စိုးစုကအောင်ပွဲကံသတင်းဖြန့်ရမှာတော့တဲကြီးရွာစာတင်ကျောင်းမှာ PDF တွေလက်နက်ခရံပြုလုပ်ဖို့တိုးဝှက်ထားကြောင်းသတင်းအရဇွန်25ရက်မနေ့ပိုင်းမှာတွားရောက်စီးနင်းရမှာထိတွေ့မှုဖြစ်ပြီးတော့ PDF အလောင်း၈လောင်းလက်လုံတနက်ဘုံသေးလက်လုံမိုင်းစတာတွေတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီဖြစ်စဉ်ပြီးကလေးကတဲကြီးကျွရအတွင်းစုံစုတဆွဲထားလို့ရွာထဲဘသူမှပြန်မဝင်ရဲသေးသလိုတေဆုံးသူတွေကိုလည်းကောက်ယူကြိုနိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့စကိုင်းအနောက်ချမ်းထောက်ပို့တာဝန်ခံကိုရဲကအမှတ်ပြီကိုပြောပါတယ်ပြန်ရွာလို့ဘူးမှပြန်ဝင်လို့မရဘူးလေဟိုမှာကျွန်တော်တို့ညောင်ကုန်းအဝင်မှာအထိုင်ချတာလေဗျအင်းအား90လောက်ရှိမယ်တောင်းမမလည်း90လောက်ရှိမယ်အဲ့ဒီအဲ့ဒီလောတဲ့သူတို့ထိုင်ချတာကမှန်းကြီးအင်းအားတော့200လောက်တူတူရှိရဲ့ဗျ စကိုင်းကလည်းတလားပြည့်တဲ့အေဘီလာကုံပိုင်းကစတင်ကစေအုပ်စုကတဲကြီးရွာအပေါင်းရင်စကိုင်းမျိုးရဲ့အနောက်ဘက်ခြမ်းကျွရွာတွေကိုစစ်ကြောင်းတို့ဆင်းနေလူရဲ့မိရှူတာတွေ့သည်များဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာစကိုင်းမျိုးငါးတက်ကြီးဖျားအနီးမှာဂိတ်ဖွင်ကမျိုးနဲ့ရွာကြားဆက်သွယ်သွားလာလို့မရအောင်ပိတ်ဆို့တာတွေပြုလုပ်ထားပါတယ်။လက်ရှိမှာတော့စေအုပ်စုအင်အား200ကျော်နဲ့အတဲကြီးကျွရွာညောင်ကုန်းကျွရွာနဲ့ဒေါမကျွရွာတွေထဲ300ခွဲကတက်ဆွဲထားပြီးတော့အနေဝန်ကျင်ကျွရွာတွေကိုတရားဝင်တရားထက်ဆင်းနေဝင်ရောက်လို့ တဲကြီးညောင်ကုန်းဒေါမတလွန်ဖြူကျွဲလူစင်မြေမအူတာတွန်းကုံတန်းလေးစတဲ့ကျေးရွာဆရာကြီးကပြည်သူတွေရွာလုံးကျွတ်နေပါအိုးအိမ်ဆုံးကထွက်ပြေးနေရပါတယ်။စိုးစုက လမ်းမကြီးတွေကိုအသွာအလာကန့်သက်ထားလို့ဒေသခံစပေးရှောင်ပြည်သူတွေစားနပ်ရိက္ခပြက်လက်နေတယ်လို့စကိုင်းနောက်ချမ်းထောက်ဖို့တောင်းကန်ကိုရဲကအခုလိုပြောပါတယ်။ဒီရောက်55ရက်နဲ့အထိုင်ချရတယ်။စားကြရတွေဘာတွေပေါ့သူတို့အသုံးချမဲ့တန်ဖိုးသူတို့သုံးဝင်မဲ့ဟာလောက်တော့သူတို့ယူကြတယ်လေ။ အာခက်ခဲမှုကျင်းလာကိုရပြောလို့တော့ဟိုပြောမပြနိုင်ဘူးခုနကဒီတစ်ပတ်လေဟိုအောက်ဘူးပြောပြီးကူရမယ်ပြီးရမယ်ကြလည်းမလွယ်ဘူးပြဝင်မိုးထွက်ပြီးနောက်နောက်ဆုံးအခုတစ်ချက်ကြီးစံအောင်မပေါ့တိတ်မှုပြတူစံဟိုစံ24ပြီးရှိရင်စနေပြီးတော့အလုံးကခွဲယူလို့မရဘူးအဲ့ဒါချမ်းနေရလက်ရှိမှာစောစုကတဲကြီးရွာအပောင်းရင်သခိုင်းမြို့အနောက်ဘက်ချမ်းကကြေးရွာတွေမင်းကုန်းဒေသအပောင်းရင်သခိုင်းမြို့မြောက်ချမ်းကရွာတွေနဲ့သခိုင်းရွှေဘူကာလန်ပီကရွာတွေစတဲ့သခိုင်းမြို့နယ်ထဲသုံးဖွဲ့ခွဲက စစ်ကြောင်းထိုးနေပြီးတော့လူသက်လူရဲ့မိရှိုတာတွေကျော်လွန်နေပါတယ်။စိုးစုကမေလ28ရက်ကစကိုင်းမြို့ကင်းကျေးရွာကိုမိရှိုဖျက်ဆီးခဲ့ပြီးတော့စိုး29ရက်ကလည်းအင်ချေ600ခန်းရှိတဲ့မင်းကွန်းတောင်ရွာကိုရွာလုံးကျွတ်နေပါမိရှိုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စကိုင်းမြို့နယ်မင်းကွန်းရွာနှကပတ်တောင်ခုံကြီးကျောင်းထဲမှာအထိုင်းချတက်ဆွဲထားတဲ့စိုးစုကိုတိုက်ခိုက်ရမှာဗိုလ်ကြီးအဆက်အပါဝင် စုံစု9ဦးသေဆုံးပြီးတော့၄ဦးဖမ်းမိပြီးလက်နက်တချို့သိမ်းဆီးရရှိခဲ့တယ်လို့တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ No More Data Sheet People Different Vote ပြောရေးဆိုခွင့်ရှိသူကိုတန့်ကအမှတ်ပြုကိုပြောပါရယ်။ဇွန်29ရက်ညနေ3နာရီဝန်းကျင်ကစကိုင်းမြို့နယ်6မိုင်အကွာမန္တလေးမြို့နယ်အေရဝတီမြစ်သာချတဲ့မင်းကွန်းဒေသငကပတ်တောင်ခုံကြီးကျောင်းထဲမှာအထိုင်ချထားတဲ့စစ်ကန်းကိုစင်းနေတိုက်ခိုက်ခဲ့တာပါ။ငကပတ်တောင်တိုက်ပွဲမှာအဲအဲ့ဒီ ဒီစခန်းကုန်းပေါ့နော်အဲစခန်းကုန်းပေါ်မှာသူတို့တက်ဆွဲထားတဲ့အင်အားက30ဝန်းကျင်မှာရှိပါတယ်အဲ့တော့30ဝန်းကျင်မှာဆိုရင်ကျွန်တော်တို့အောင်မြင်စွာပေါ့နော်ခြေမုံနိုင်ခဲ့တာက မျက်မြင်ပေါ့နော်ကျွန်တော်တို့မျက်စိအမြင်နဲ့ပြောမယ်ဆိုရင်တော့အလောင်း9လောင်းလောက်ရှိမယ်ပြီးရခါကျတော့ကျွန်တော်တို့ဖန်ဆီးရမိတဲ့အရှင်ဖန်ဆီးရမိတဲ့၃ဘန်းကကျွန်တော်တို့၄ဦးရှိပါမယ်ဗျာ တိုက်ပွဲအတွင်းသေဆုံးသူတွေထဲမှာစောစုဘိုးကြီးအဆင့်တူပါဝင်ပြီးတော့ကြံလေးဦးကတော့နောက်လိုက်ရဲပေါ်နဲ့ပြူစောထီတွေဖြစ်ပါတယ်။အဲ့ဒီစကန်းကုန်းနေရာဟာမင်းကုန်းဒေသကနေသခိုင်းနဲ့မန္တလေးမြို့တို့ကိုဆက်သွယ်သွားလာရမှာဝင်ပေါက်သဘောမျိုးဖြစ်ပြီးတော့စည်ရရအရေးပါတဲ့နေရာတစ်ခုဖြစ်တာကြောင့်ဝင်ရောက်တိုက်ခိုက်ဆင်းရဲသိမ့်ပိုက်ခဲ့တာဖြစ်တယ်လို့ NMD PDF ပြောရေးဆိုခွင့်ရှိသူကိုတန်ကပြောပါတယ်။အဲ့ဒီငကပတ်တောင်ဖုံကြီးကျောင်းစကန်းကုန်းတိုက်ပွဲကို NMD PDF နဲ့ Unicorn ပျောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းရဲဘော်တို့တန်းအရရှိခဲ့ပါတယ်။တိုက်ပွဲကနေ G3 တနက်လေးလက် MA1 နှစ်လက်အပါအဝင်ခဲယမ်းပစ္စည်းတွေနဲ့စကန်ကုန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့စုစု20ကျော်ကတော့စကန်ဆုံးကထွက်ပြေးသွားတယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ကလည်းထုတ်ပြန်ပါတယ်။အဲ့ဒီငကပတ်တောင်ဖဝီးကျောင်းစစ်ကမ်းမှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်စိုးစုကအင်ချီ6ယောက်ခန့်ရှိတဲ့မင်းကုန်းတောင်ရွာကိုရွာလုံးကျွတ်နေပါပြီးရှို့ဖြက်စီခဲ့ရလို့ဒေသခံတွေကပြောပါတယ်။ ဆက်လက်ပြီးဇွန်28ရက်မှာလည်းမင်းကွန်းဒေသချောင်းမာကြီးနဲ့ကင်းရွာကျေးရွာထဲစစ်ကြောင်းတို့ဆင်းနဲ့ကအထိုင်ချတဆဲထားတဲ့စုပ်စုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစုပ်စုတက်ပြတ်ထွက်ပြေးသွားပြီးတော့အလောင်းနဲ့လက်နက်ခဲယမ်းတို့သိမ်းဆီးရရှိခဲ့ကတော်လန်ရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။စုပ်စုရန်ကြောင်မင်းကွန်းတိုက်နဲ့ကျေးရွာခရိုင်အပအဝင်စကိုင်းမျိုးနဲ့မြောက်ချမ်းကျေးရွာဆရာကျော်ကထောင်ထဲချတဲ့ပြည်သူတွေကတော့အိုးရင်စွန့်ခွာကတော်တော်အတွင်းစပေးတင်းရှောင်းထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်းရေစကြိုမြို့နယ်မှာဒီမနက်ပိုင်းစိုးစိုးအတွက်ရိတ်ခါလာပေါ်တဲ့ကားတစ်စင်းနဲ့ရင်မောင်းနှုတ်ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပောက်ကဖကသတင်းထုတ်ပြန်ပါတယ်။ဇူလိုင်၂ရက်ဒီကနေ့မနက်၉နာရီခန့်ကပခုတ်ကူမြို့အခြေဆိုင်စိုးစုရဲ့တပ်မတရားတကနေရေစကြိုမြို့နယ်မှာရှိတဲ့စိုးစုခြေလင်တရင်ခလာရ256စီကိုရိတ်ခါလာပေါ်တဲ့ကားတစ်စင်းကိုရေစကြိုပခုတ်ကူလမ်းပိုင်းတနေရာမှာဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။ ဖန်ဆီးရမိတဲ့ကားနဲ့ရမောင်းနှုတ်ဦးဟာပေါ်တာဆွဲခံရသူတွေလားစိုးစုအပေါင်းပါတွေလားဆိုတာကိုစုံစမ်းစစ်ဆင်နေပြီးတော့စိုးစုနဲ့ပူးပေါင်းတဲ့အထောက်အထားတွေတွေ့ရှိပါကအရေးယူမယ်လို့ရေစကြိုပကပပြန်ချားရေးတာဝန်ထမ်းကပြောပါရယ်ဖမ်းမိတဲ့ကားပေါ်မှာစိုးစုခလာရ256ကိုရိတ်ခပို့မယ်ပြေစာနဲ့အတူစံ35အိတ်စာ3စီ14ပုံ73စီ9ပုံစာတအိတ်နဲ့ဟင်းချိုအိတ်တို့ပါရှိပါရယ် ဇွန်28ရက်ကလည်းရေစကြိုမြို့အထွဲမှာစောစုတက်ကြကြီးတယောက်ကိုပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့သေးတယ်လို့ရေစကြိုပကပကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းရှုပ်ဖို့ခရိုင်တွင်းကစဘာဆိုင်တောင်သူတွေအနေနဲ့လက်ရှိနှွေးစဘာရိတ်သိမ်းချိန်စဘာဆေးကြကစိုက်စိတ်များတာကြောင့်မိုးစဘာဆိုင်ပြို့ဖို့အရေးအနည်းမရှိဘဲအခက်အခဲကြုံနေရတယ်လို့ဒေသခံလေသမားတွေကပြောပါတယ်။လာမယ့်ဇူလိုင်လကုန်နဲ့ဩဂုတ်လအတွင်းမှာရွှေဘိုခရိုင်ကတောင်သူတွေအနေနဲ့ မိုးစဘာဖြစ်ရွှေဘူပေါ်စန်းစဘာကိုစိုက်ပျိုးကြတော့မှာဖြစ်ပါတယ်။ရွှေဘူပေါ်စန်းစဘာဟာပြည်တွင်းစားတုံးမှုများတာကြောင့်ဈေးကောင်းရပေမဲ့စဘာစိုက်ပျိုးစိတ်ကြီးမြင့်ပြီးတော့တရေကကိုစိုက်စိတ်7သိန်း20လောက်ကုန်ကြပါတယ်။နှွေစဘာရိတ်သိမ်းရောင်းချပြီးရလာတဲ့ငွေနဲ့ရွှေဘူပေါ်စန်းစဘာကိုစိုက်ပျိုးကြတာဖြစ်ပြီးတော့ယခုနှစ်အတွက်တော့တောင်သူတွေစိုက်စိတ်ငွေရင်းစရာမရှိဘဲနဲ့အခက်ကြုံနေရတာပါ။လက်ထဲငွေအရင်နှစ်မရှိဘဲနဲ့နှွေစဘာကရရှိလာမယ့်ငွေကို မိုးစဝါစိုက်စိတ်အဖြစ်အသုံးပြုရမယ့်တောင်သူတွေအတွက်ကတော့ချွေဘူပေါ်စံစဘာကိုစိုက်ပြိုးနိုင်မှာမဟုတ်တော့ဘူးလို့ချွေဘူမျိုးနဲ့စဘာစိုက်တောင်သူတူကပြောပါရယ်လက်ရှိနှွေးစဘာပေါ်ချင်းစဘာတင်းတရာကို72သိန်းနဲ့73သိန်းဝန်းကျင်သာဈေးပေါက်ပြီးတော့တအေကစိုက်ပြိုးချိန်ကနေရိတ်သိမ်းပြီးချိန်အထိကုန်ကြဈေးကလည်း70သိန်းကျော်ရှိရကြောင်းအရှုံးပေါ်နေရတာဖြစ်တယ်လို့ဆိုပါရယ်စဘာတေကတင်းတရာရမှသာလက်ရှိစဘာပေါက်ဈေး စိုက်ပျိုးကုန်ကြစိတ်ကာမြူမှာဖြစ်ပြီးတော့စဘာအထွတ်နှုန်းကလည်းတရေကတင်း80နဲ့80လောက်သာထွက်ရှိခဲ့ပါတယ်။လက်ရှိမှာလည်းရွှေဘူပေါ်ဆန်းစဘာကဈေးမြင့်တက်နေပြီးတော့စဘာတင်းတရာကို145တိန်းလောက်ဈေးပေါက်ကစဘာပေါ်ချိန်မှာတော့စဘာတင်းတရာမှာ7တိန်း30ကျော်ဈေးပေါက်လို့ရှိပါတယ်။စကန်နိုင်ကံလူမျိုးနဲ့ဈေးကုန်းမျိုးအနည်းမှရှိတဲ့ကြေးရွာတွေကိုသင်္ကန်းဝေဝါတော်ဝါလောက်ခံစုပ်စုနဲ့ပြူစောတိတွေကဆင်းနေတာ ိမ်မီးရှို့ပြီးပြည်သူတွေကိုဖန်စီပေါ်တာဆွဲကအမျိုးသမီး25ဦးလောက်ကိုလည်းအာဓမပြုကျင့်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပီကိုပြောပါရတယ်။ဇီကုံမျိုးနဲ့ဇီကုံမျိုးအနေကတကြားဆက်တွေမှာအထိုင်ချတဆွဲထားတဲ့စုံစုနဲ့ပြူစော်တီပူပေါင်းဖွဲ့ဟာဇွန်23ရက်ကစကကမ်ဘလူနဲ့ဇီကုံမျိုးအနေနဲ့ရွှေဘိုမြစ်ကြီးနားကာလန်အနေကကျေးရွာတွေကိုစစ်ကြောင်းထိုးဆင်းနေနေတာပါ။ အဒီဆိုစုနဲ့ပြူတွေဟာဇွန်23ရက်ကနေ26ရက်အထိ၄ရက်တာအတွင်းမှာဒေသခံရွာသား15ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့တယ်လို့ဒေသခံပြည်သူအမျိုးသမီး25ဦးလောက်ကိုပါကျေးရွာတွေအတွင်ဖမ်းဆီးပြီးတော့အာရမပြုကျင့်သွားတာဖြစ်တယ်လို့ကမ်ဘလူးမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖအဖွဲ့ဝင်တို့ကအတည်ပြုပြောကြားပါတယ်။ဇိုးစုနဲ့ပြူစောတိအဖွဲ့တွေရဲ့အာရမပြုကျင့်ခံရသူအမျိုးသမီးတွေဟာဇီးကုံမျိုးအနီးကျေးရွာတွေကဖြစ်ပါတယ်။ဇီးကုံမျိုးအရှိဘ မူးပေါင်နားမှာလဲဒေသခံပြည်သူအမျိုးသမီးနှုတ်ဦးကိုစုံစုနဲ့ပြူတွေကအာရမပြူကျင်ခဲ့ပါသေးတယ်။ဇူလိုင်လတရက်နဲ့ဒီကနေ့မှာလဲဇီကုံမျိုးနဲ့ဆယ်မိုင်ခန့်ဝေးတဲ့အုပ်ဖို့ခေါ်တန်နီနဲ့အင်္ဂါတောင်းရွာတွေကိုစုံစုနဲ့ပြူတွေကစင်းနှင်းဝင်ဝေကရွာခန့်တွေကိုပေါ်တာဆွဲဖန်ဆင်းနေပါတယ်။ဇီကုံမျိုးပေါ်နဲ့ဇီကုံမျိုးအနေနဲ့တခြားဆက်ထိုင်းစကန်တွေကစုံစုနဲ့ပြူစော်တီပူပေါင်းအင်အား150လောက်ဟာဇွန်လ23ရက်ကစတဲ့ကဒေသတွင်းရွာစင်ပတ်မွေစစ်ကြောင်းထို့ကလူသက်လူရဲ့မီးရှို့ အရမပြုကျင်တာတွေကျွလွန်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။အဲ့ဒီစိုးစုနဲ့ပြူတွေဟာဇွန်23ရက်ကနေ26ရက်အတွင်းတပြေသာရွာကအမျိုးသား5ဦး၊ကျောင်းကုန်းရွာကအမျိုးသား3ဦး၊ဖိုကုန်းရွာကအမျိုးသား2ဦးနဲ့မင်းမရွာကအမျိုးသား2ဦးအမည်မသိရသေးသူတွေအပါအဝင် စုစုပေါင်းဒေတာခန်15ဦးခန့်ကိုလည်းတက်ဖြတ်သွားခဲ့တယ်လို့လည်းဒေတာခန်တွေကပြောပါတယ်။စိုးစုကပြည်သူတွေကိုတက်ဖြတ်ပြီးကရုတ်ကျင်းနဲ့အင်နာကျင်းတွေတဲ့ပြစ်ချအလောင်းဖြောက်ခဲ့တာကြောင့်မြေမြေရှင်းလင်းချိန်မှာ တစတစရှာဖွေတွေ့ရှိခဲ့တာလို့ဒေသခံသတင်းမြစ်တူကပြောပါရယ်။စိုးစုနယ်ပြည်အဖွဲ့ဆင်းနေမိရှုနေတဲ့ကျေးရွာတွေဟာဇီးကုံမြို့အနီးရွှေဘိုမြကြီးနားလမ်းအနီးဝန်းကျင်နဲ့မူးမြစ်ကမ်းတစ်လျှောက်ဖြစ်တဲ့တပြေသာကြောင်ကုန်ဇာဒီယမနေအုတ်ဖိုခေါ်တန်နေတဲ့အင်္ဂါတော့စတဲ့ရွာတွေဖြစ်ပါရယ်။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇဝဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လာဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ